မေလ17ရက်နေ့အထမကျင်းထင်ရှားပြတော်မူခြင်းကြောင့်1858 February 24ရက်ဘနက်တတသည် ယူပါယုံ သခင်မနှင့်တွေ့ကြုံနိုင် တွေ့ကြုံနိုင် ထူးခြားသောကျေးဇူးတော်အသက်ခံစားရ၍ဝိညာဉ်၌ဖြောင့်မတ်ခြင်းတရားတိုးတက်၏သခင်မဖွင့်ပြောသောလျှို့ဝှက်သောစကားတို့ကိုကျွန်ုပ်တို့သိရန်ဖျားသခင်အခွင့်မပြုတော်မူတော်လေ သခင်မသည် ဖြောင့်မတ်ခြင်းကျေးဇူးတော်၌တနေ့တခြားဘယ်များလောက်ခီးရောက်ဒီကိုထောက်ရှုခြင်းအဖြစ်သိနိုင်၏တတိယကျင်းထင်ရှားပြခြင်း၌သူငယ်မအားဤလောက၌မဟုတ် နောင်ဘဝ၌တင့်ကို ချမ်းသာအောင်ငါပြုမည်ဟုသခင်မမိတ်ဆိုတော်မူသဖြင့်နောင်ဘဝတန်တရား၌စံစားရမည်စီးစိမ်ချမ်းသာကို တောင်းတရှာဖွေရမည်ကိုတတိပေ၏ ထိုစကားကိုကြားပြီးနောက်သူငယ်မသည်ညာစွာသောလူတို့စ조사ရှာဖွေနေကြသောလောကစည်းစိမ်ဥစ္စာတို့၌နှင့်သက်မွေလျောခြင်းတို့ကိုမခံစားရဟုသိနာလေသဖြင့်နောက်နောက်လူများတို့ကပြုကြသောချီးမွန်ဩဘာပေးခြင်းကောင်းကြီးပေးခြင်းတို့ကိုမခံယူလိုထိုကုံတို့ကိုလိုချင်သောစိတ်မရှိရန်မေရောတင်ပေးသည့်အတိုင်းနှိမ်ချခြင်းနှင့်နေလေ၏ အပြစ်ရှိသူတို့ကိုဆွတ်တောင်းပါလောဟု သခင်မမိတ်ဆိုသောအဖြစ်မိမိပေါ်၌တီးတန့်သောအမှုတစ်ခုခုကိုရွက်ဆောင်ရန် တင်ထားတော်မူသည်ကိုသိသည်ဖြစ်၍ဟိုအမှုကိုထိုက်တန်စွာဆောင်ရွက်ရန်မိမိကိုယ်ကိုတန်ရှင်းသည့်ထက်တန်ရှင်းစေ၍ဖျားသခင်အားနှစ်သက်သည့်ထက်နှစ်သက်ဖွယ်ဖြစ်အောင်ပြုကျင့်စေသည်ဟုနားလည်ရ၏ လူတို့အပြင်ဖျားသခင်ရဲ့ဆောင်တော်မူသောအခြေခံပါရမီသည်နှိမ့်ချခြင်းပါရမီဖြစ်၏ထို့ကြောင့်သခင်မဖွင့်ပြသောလျှို့ဝတ်သောအကြောင်းတို့ကသူငယ်မ၏စင်ကြဲခြင်းနှင့်နှိမ့်ချခြင်းပါရမီဖြစ်သည်ကိုခြင်းပွဲရှိ၏ဤထင်မြင်ချက်တိုင်းမပေ၏သူငယ်မသည်လူငယ်သောနေ့ကဂူလိုင်တွင်ဘာမျှမဟုတ်တကယ်သို့လူများခြေနှင့်နှင်းသောမြေကြီးကို နန်းသည့်တိုင်အောင်မိမိကိုယ်ကိုရှုပ်ချလေ၏ဖျားသခင်သည်သူငယ်မ၏နှိမ့်ချခြင်းပါရမီ တိုးတက်ခိုင်မြဲစေလိုသောကြောင့်ထိုနေ့မှစပြီးတိုး၍တိုး၍ကြီးပွားသည်ကိုမြင်ရ၏အမှန်စင်စစ်တော်ကားဆင်းရဲနှုံချသောမိဘရိသမီးသည် ရုတ်တရက်ကြော်စော၍တိမ်တောင်းမကသော လူတို့၏ချီးမွမ်းခြင်းဩဘာပေးခြင်းအံ့ဩခြင်းတို့ကိုခံရ၏ သို့တော်လည်းကိုနှင့်မထိုက်တန်သောချင်းမြောက်ချင်းကိုခံရသောကြောင့်စိတ်တကြွထောင်လွှားခြင်းလုံးဝမရှိပေ။ဘာမှဂယုမဆိုင်ဖဲသူနှင့်မဆိုင်တကဲ့သို့နေနိုင်၏။ဤလက္ခဏာတို့သည် မေရောတင်ပြထားသောနှိမ့်ချခြင်းပါရမီကြောင့်သာဖြစ်သည်မှာထင်ရှားလာပေ၏။သူငယ်မသည်မိမိနှိမ့်ချသော ခြင်းတွေကို၎င်းမိမိအတတ်ပညာမဲ့သောခြင်းတွေကို၎င်း သိပြီးဖြစ်၍ကောင်းငင်မုံသားတို့သာ ခံစားရသော ကြီးကျယ်မြင့်မြတ်သောကျေးဇူးများနှင့်အလင်းမထိုက်တန်သည်ကိုထင်ထင်လင်းလင်းနားလည်သည်ဟု ဆိုရန်သာရှိပေတော်မူဖေဖော်ဝါရီလ24ရက်နေ့တွင်ဘနက်တတာသည် သွားနေကြချိန်၌ဂူလိုင်းတို့သွား၏ထိုနေ့ကအလုတ်သမားများအလုတ်ပိတ်တော်နေမဟုတ်တော်လဲဂူလိုင်း၌အခါတိုင်းနေ့များထက် ညာသောပရိသတ်တို့သည် သူငယ်မမလာရောက်မီចောင်းဆောင်သို့ရောက်နေပြီဖြစ်၏သူငယ်မသည်ဒူးထောင်နေကြနေရ၌ဒူးထောက်၏လွန်ခဲ့သောနေ့ကသခင်မပြောလိုက်သောလျှို့ဝှက်သောစကားကိုစင်ကျင်စဉ်းစား၍ခံစားခဲ့ရသောကျေးဇူးတော်များကိုနှလုံးပိုက်လျက်နေလေသည်မိမိဝိညာဉ်သည်ဖြောင်းမတ်ချင်းလန်း၌တိုးတက်သည်ကိုနားလည်သောကြောင့်မိမိအပေါ်သို့အလင်းရောင်ကျရောက်စေသောနေရာကို စိုက်ကြည့်ပြီး ကြီးသောတရားတရားနှင့်ဆုတောင်းနေ၏ထိုခိုက်တွင် သူမျက်နာတို့သည်ပြောင်းလဲ၍အယောင်တောက်သောကြောင့်သူမ၏အမူအရာသည်တတိနှင့်နားထောင်နေပုံရ၏ဘဝင်ကြ၍ငြိမ်သက်နေခြင်းဖြင့်ယူပါယုံကိုဖူးမြင်ရပြီဟုသိရ၏မကောင်းသောသတင်းကိုကြားသိရပြီလားရုတ်တရက်စိတ်မချမ်းသာသောမျက်နာဖြစ်လာပြီလင်ကြီးစွာသောညိုးငယ်ခြင်းဖြင့် မျက်ရည်များယိုစီးလိုက်ခဏနေပြီးနောက်ဒူးထောက်ရာကချပြီးလင်မြင့်မြတ်သောဘုံကုံတော်ရှင်း၌ရက်မနေဝန်တကယ်သို့၎င်းလေးသောဝန်ကိုချမ်းနေရပြီတကယ်သို့၎င်းကုန်းလျက်နေ၏ဤသို့ကုန်းလျက်ဂူလိုင်းရှင်း၌သွားစဉ်ပြက်ဝတ်လျက်ညကြီးကိုနန်းကာသွားလေ၏ဂူလိုင်းချေရင်နှင်းစီပင်အောက်သို့ရောက်တော့ နင်းစီကိုင်းများကိုလက်ဖြင့်ဖယ်၍တဖန်ပြက်ဝတ်လျက်ညကြီးကိုနမ်းပြန်၏ထို့နောက်ထပြီးလင် အထက်ဂူလိုင်တွင်းကို ကောင်းမွန်စွာမြင်နိုင်အောင်ခြေရောက်ထောက်လျက်ကောင်းမွန်ကြည့်၍နားဆွင့်သောလက္ခဏာရှိ၏သူသည်ယူပါယုံ၏စကားကိုအေကန်ကြားရ၏ယူပါယုံသည် သူအားပြောသည်ကို သိရတော်လဲပြောသောစကားကိုမူကားပရိသတ်တို့မသိနိုင် ထိုချိန်တွင် သူသည်ကြောက်ဆောင်ဘက်သို့လှဲ့နေသဖြင့်သူ၏ညနာကိုမမြင်ရ။နောက်သို့ပြန်လည်လာသောအခါအလွန်အလွန်ညှိုးငယ်ခြင်းကိုပရိသတ်တို့မြင်ကြရ၍ကြည်ကွဲဝန်းနေကြကုန်၏။ညရဲ့ရိုစီး၍ရှိုက်ကြီးတငင်ကိုလျက်တန်ဝေကတန်ဝေကတန်ဝေကဟု၃ချိန်၃ခါဆိုလိုက်၏။ထိုစကားကိုကား ခင်မနှုတ်ကဆိုသည့်အတိုင်းပြန်ဆိုရသည်ဟုပြောပြ၏သူငယ်မသည် မျက်ရည်စည်းရလျက်မိမိနေရာသို့ပြန်လာပြီးလင်ဒူးထောက်၍ကြီးစွာသောတရာကြီးညိုခြင်းနှင့်ဆုတောင်းနေလေ၏သူဤတရာကြီးညိုခြင်းသည်ပြိသက်တို့၏နှလုံးကို ထိခိုက်လာ၍အာလုံးတို့သည်လည်းတရာကြီးညိုခြင်းနှင့်ဆုတောင်းမြတ်တာရွတ်ဆိုကြကုန်၏လူတို့ကြည်သည်ယူပါယုံကိုမမြင်ရတော့လဲ သူငယ်မမြင်ရကြောင်းကိုအေကံအမှန်ယုံကြည်ကြ၏သူငယ်မ၏အပြုမူဆုတောင်းခြင်းဘဝင်ကြခြင်းတို့သည်ဟန်ဆောင်ခြင်းမဟုတ် အစစ်အမှန်ဖြစ်သည်ကိုယုံကြည်ကြ၏ထိုသူငယ်မသည်ဘဝင်ကြ၍မိမောတွင်နေသကဲ့သို့ဖြစ်လျက်ဆုတောင်းနေစဉ်ပရိသတ်တို့လည်းနှလုံးကြည်နူခြင်းကြီးစွာသောတရာကြည်နူခြင်းနှင့်တိတ်ဆိတ်စွာဆုတောင်းနေကြ၏ ်ထိုချိန်တွင်မြင်းစီသူရဲ့ပုံမှုတစ်ယောက်သည်နောက်ပါတက်သားတစ်ယောက်နှင့်လမ်းဖယ်လမ်းဖယ်ဟုဟစ်အော်၍ဗန်နက်တတာအနီးသို့ရောက်လာ၏ပုံမှုသည်သူငယ်မကိုကြည့်၍ဟဲ့ဇတ်သမကလေးဒီမှာဘာလုပ်နေတာလဲဟုမမိုက်ကန်ကန်ပြောလေ။သူငယ်မမူကယူပါယုံကိုသာစိုက်ကြည့်လျက်ဆွတောင်းမပြတ်ဘဲဘုံမူလာသည်ကိုပင်မသိပေ သူကိုဂယုမဆိုင်သလို မလုံမရှာဒူးထောင်မြဲထောင်နေလျက်ပင်ရှိ။ဘုံမူးစီသူငယ်မှမတုံမလုံနေသည်ကို၎င်းလူလူကြီးငိမ်သက်နေသည်ကို၎င်းတွေ့မြင်သောအခါရှက်ကိုရှက်ကန်းဖြစ်၍ညနာမထားတတ်အောင်ဖြစ်လာ၏။တဖန်မျက်နှာထားပြောင်း၍လူသူပရိသတ်ဖက်သို့လှည့်ပြီးလင်အတိညာမရှိကြသေးသောရှေးပဝေတနီခါက ဆုတောင်းကြသောထုံးစံကိုယခုတိုင်အောင်မိုက်မဲသောသူတို့ပြုလုပ်နေကြသည်ကိုအံ့ဩဝယ်ကောင်းလာသည်ဟုဂျာကောမေပြောလေရှိသည့်အတိုင်းအတန်မာမာနှင့်ဩပြောလိုက်၏ပရိသတ်တို့မူကားတိတ်ဆိတ်လျက်ပင်ရှိနေကြပြီးအေးမလုံလောက်သောအမှုရာကိုပြကြ၏ထို့ထက်ရန်ကားလာလင် သူအားဆုံးမမီအကျဉ်းနှင့်အလौဒသမားတစုဒူးထောက်ရာမှထလျက် ဤနေရာမှာကြာကြာနေလင်ဘေးဖြစ်လိမ့်မည်ကို နားလည်စေခြင်းကချိမ့်ချောက်သောအတန်နှင့်အောဟစ်ကြကုန်၏သူသည် နားလည်၍ရှောင်ဖယ်ထွက်သွားတော့၏ဖျားသခင်သည်မိမိအလိုတော်ကို ထင်ရှားစေလိုတော်မူသဖြင့်တန်ဝေကတန်ဝေကတန်ဝေကဟူသောစကား၏အထိပ္ပယ်ကို နားလည်စေလို၏ဗနတတာမသိသေးသောအချို့အကြောင်းချက်များကိုပင်ကျွန်ုပ်တို့သိမြင်ရ၏ အဘေကြောင့်ဖျားသခင်သည်ထိုးသူငယ်မှာထိုးထူးဆန်းအံ့ဝဲသော ထင်ရှားပြတော်မူခြင်းကျေးဇူးတော်ကို ပြုတော်မူပါသည်နိ။တန်ရှင်သောသူငယ်မှသည် လူများထံမှယိုသေးခြင်းချီးမွမ်းခြင်းခံစေလိုသောကြောင့်လောအမန်စင်စစ်အားဖြင့်ဖျားသခင်သည်ဤသူငယ်မ၏မြင့်မြတ်တန်ရှင်ခြင်းနှင့် ကြီးတော်နှိမ့်ချခြင်းကိုနှစ်သက်မျက်နှာတော်မူ၏။ကောင်းချီးပေးတော်မူ၏။သို့သော အခြားအကြောင်းရှိသေး၏။ ထိုအကြောင်းကလူမျိုးတကာတို့ကို စိတ်တဘောပြောင်းလဲ၍ဖြောင့်မတ်ခြင်းတရားတို့ရောက်စေရန်ဖြစ်၏။မေတော်သည်အပြစ်ရှိသောသူတို့ဖို့ဆုတောင်းတော်ဟူမိန်တော်မူသဖြင့်ဖျားသခင်အလိုတော်ကိုသိစေတော်မူ၏။အမှန်ကိုဆိုရလျှင်လူမျိုးတကာတို့သည်ဖျားကို၎င်းတရားကို၎င်းမချီမဲ့မြင်ပြုကြ၏။မိမိတို့ကိုဖျားသခင်ဖန်ဆင်းတော်မူသည်ကို၎င်း အသွေးတော်သွန်းလောင်း၍ကဲချွတ်တော်မူသည်ကို၎င်းမေ့လျော့ကြ၏။ဖျားတရားမဲ့သောသူတို့သည်ဝိညာဉ်များပျက်စီးခြင်းသို့ရောက်စေရန်မကောင်းသောစီးစိမ်ပျော်ရွှင်မွေ့လျော့ခြင်းတို့ဖြင့်လူတို့ကိုသွေးဆောင်ကြကုန်၏။ဤလောက၌လူတို့၏မကောင်းမှုတို့သည် ကြီးမားများပြားလာသောကြောင့်ကျွန်ုပ်တို့၏မကောင်းမှုဤဟုသော မတရားသောအလိုဆန္ဒအသွေးသား၏အလိုကိုလိုက်ခြင်းတကူကောင်းကြံခြင်းနှင့် ကောင်းမှုကြီးဟူသောဆုတောင်းခြင်းပေကံစွန့်ကြဲခြင်းတို့ကိုချိန်လင်မကောင်းမှုဘက်၌ချိန်ခွင်ရှာသည်တာနေ၏တံဝေကောက်ကိုထည့်၍ချိန်ဆက်တွင်ချိန်ခြင်းအဖြစ်အလေးချိန်တာလာရအောင် လူတို့အားတံဝေကတရားကိုရစေလိုတော်မူ၏ထို့ကြောင့်တံဝေကတရားကိုတင်ပေးတော်မူ၏ယူပါယုံွယ်ပြောက်သောအခါအချို့ကဂူလိုင်းတို့တက်သွားစဉ် အဘဲကြောင့်ဒူးထောက်၍သွားသည်နီအဘဲကြောင့်ပြတ်ဝတ်လျက်ညကြီးကိုနန်းသည်နီဟုမေးကြလင်သူငယ်မက သခင်မအမိန်ပေးသည့်အတိုင်းလုပ်ပါသည်ကျမအဖို့သူတစ်ပါးအဖို့တန်ဝေကလက္ခဏာဖြစ်သည်ဟုပြန်ပြောလေ၏ပရိသတ်တို့ကအဘဲကြောင့်မြေကြီးကိုနန်းခိုင်းသည်နီဟုမေးပြန်လင်သူငယ်မကသင်တို့အဖို့အပြစ်ရှိသူတို့အဖို့ တန်ဝေကပြုကျင့်ရမည်ကိုသခင်မသင်ပြသည်ဟု ပြန်ပြောလေ၏တနှစ်လောက်ကြာပြီးမှတဦးသောသူသည်ညီကြီးနှင်းချင်းကိုထူးဆန်းပြည့်ရွယ်ပွဲပြုမှုဖြစ်သည်ဟုချင်မဲ့၍သခင်မသည် ထိုသို့သော အပြုမှုကိုပြုရန် အမိန်ပေးသည်ကိုအံ့ဩ၏ဟု ပြောသောသူငယ်မက အပြစ်ရှိသူတို့တရားကြစေခြင်းကမကျင့်မပြုရသော အပြုမှုမရှိဟုဆိုလေ၏ ယခုကာလ၌လည်းညီကြီးနှင်းချင်းကို ထူးဆန်းတယောဝဲကောင်းသောတန်ဝေကအပြုမူဟုထင်မှတ်၍လူ့မျိုး၌ပုံမူခဲ့သောထိုရဲ့ရှင်ဝဲကောင်းသော အပြုမူတို့ကို ပြုရအောင်မှိုက်တော်သူများ ရှိကြသည်တည်းကိုအံ့ဩမဆုံးရှိလေတော်၏။ဘာသာတီဇကခရစ်တုသခင်တွင်သင်တော်မူခဲ့သော တရားတော်သည်ဇူရေဥလူတို့ဖို့ခလုတ်ခဲ့သောဖြစ်၏။ အခြားသောလူမျိုးများဖို့မူကားမိုက်မဲခြင်းဖြစ်၏။တို့ရရင် ထိုကဲ့သို့သော လောကပညာရှိတို့ကရှုတ်ချပြောကြသောတရားတော်ကိုတပြည့်တော်ကြီးများစတင်ဟောပြောကြသဖြင့်လူများတို့သည် အကျင့်တရားပြောင်းလဲလာကြ၏။ထိုတရားတော်အတွက်အသက်ကိုပင် အသေးခံကြကုန်၏။သီလစောင့်တည်သူများပေါများလာကြ၏။ဖျားသခင်အမှုတော်ကိုချမ်းရွက်ရန် ရဲရင်စွန့်စားသူတို့တိုးတက်လာကြ၏လောကီဥစ္စာပစ္စည်းတို့ကိုစွန့်ပစ်ကြကုန်၏ယံသူကိုယံတုံမမူသည်သာမကချက်ချင်းလက္ခဏာများကိုပင်ပြကြ၏မိမိတို့အလိုကိုညှင်းပယ်ကြကုန်၏အပြစ်ရှိသူတို့အဖို့တံဝေကယူ၍ဆုတောင်းခြင်းဖြင့်တန်ခတ်တော်မူမည်ဆဲဆဲဖြစ်သောဖျားဤအမျက်တော်ကိုပြင်းငိမ့်စေလေသည် လောကီဤအတက်ပညာသည်ဖျားရှိတော်၌မှိုက်မဲခြင်းသာဖြစ်၏လောကီပညာရှင်တို့ကပညာမဲ့၍ယူမသော သူငယ်မသည်မှိုက်မဲသောအမှုကိုပြုသည်ဟုကဲ့ရဲ့သျော်ကြ၏ထိုသူငယ်မကလေးပြုကျင့်သောအမှု၌မရင်မတွက်နိုင်သောပြိသက်တို့ပါဝင်ကြ၏ထိုသူငယ်မကလေးကအတက်ပညာမရှိအလုံးစင်းရွှဲနှဲမသောသူငယ်မဖြစ်ပါလျက် လူမှုပြည်သက်ကြီးအားဒူးထောက်စေခြင်းမြေကြီးနှန်းစေခြင်းတို့ကို အရေးအမတ်ပေးကြများနဲ့လူမှုကြီးလိုက်နာပြုလုပ်ကြ၏မြည်သည့်ဩဇာနှင့် ခိုင်းပါသည်နည်းဖျားသခင်၏တကိုယ်တော်ဖြစ်သာဖြစ်သည်ဟုဝန်ခံရပေမည်လူတို့၏အလဲ၌အပြစ်များကိုတုတ်တင်ဆေးကြောမြည်အကြောင်းဖျား၏တမန်တော်အဖြစ်နှင့်လူမျိုးမှမိမိကိုယ်ကိုထင်ရှားပြတော်မူသောမေရော်မာရီယာသည် မိမိသားတော်ကလူပေါင်းတို့ကို အပြစ်မှကယ်တင်တော်မူသည့်ဤသူမိမိကယ်တင်တော်မူခြင်းမူကို ဆောင်ရွက်တော်မူမှသာလျှင်လူတို့သည်ယုံကြည်ကြလိမ့်မည်ယေရှုသခင်မူကအပြစ်ရှိသော သူတို့ကိုဖြောင့်မတ်သော သူတို့ထက်ဂရုစိုက်တော်မူ၏။ကောင်းငင်မှဆင်းလာသောတမားတော်ဖြစ်၍ကျမ်းမာသော သူတို့ဖို့မဟုတ်ဝေဒနာရှိသောသူတို့အားကြည်ရှုပြုစုရန်ဖြစ်၏။ကောင်းသောတော်ရင်ဖြစ်၍ ခြံထဲ၌တိုး69ကောင်ကိုထားခဲ့ပြီးပျောက်သောတိုးတစ်ကောင်ကိုတွေ့အောင်လိုက်ရှာတော်မူ၏။ဖြောင့်မတ်သောလူ69ယောက်ထက်အပြစ်ရှိ၍နောင်တရသူတစ်ယောက်ကြောင့်ကောင်းငင်မုံ၌သာ၍ဝမ်းမြောက်တော်မူလိမ့်မည်ဟုဟောပြောတော်မူသည်။မာရိယာသည်လည်းဖျား၏မယ်တော်ဖြစ်၍ကယ်တင်ခြင်းအမှု၌ပါဝင်တော်မူသည်နှင့်အညီယေရှုကဲ့သို့အပြစ်ရှိသောသူတို့ကို ထူးခြားသောကရုဏာတနာခြင်းနှင့်တနာတော်မူ၏အပြစ်ရှိသော သူတို့ကြောင့်သားတော်သည် လူဖြစ်ကိုယူတော်မူသည့်နည်းတူအပြစ်ရှိသော သူတို့ကြောင့်မာရိယာသည်လည်းဖခင်မယ်တော်ဖြစ်ရတော်မူသည်ဖြစ်၍အပြစ်ရှိသူတို့သည်မိမိအပြစ်ကြီးမားများပြားသည့်အလျောက်မယ်တော်မာရိယာ၏ကုညီမဆာခြင်းကျေးဇူးတော်ရပိုင်ခွင့်ရှိ၏မယ်တော်သည်ဤလောက၌နေတော်မူစဉ် ငိုကြွေးခြင်းဒုက္ခခံတော်မူတိုင်းအပြစ်ရှိသောသူတို့အတွက်ဒုက္ခခံပြီးမှကာလဝါရီတောင်ထိပ်မှာတားတော်နှင့်အတူအလွန်ပြင်းထန်သောဒုက္ခဝေဒနာကိုခံသဖြင့်လူတို့ကိုမိမိသားသမီးအဖြစ်လက်ခံတော်မူ၏ထိုအကြောင်းများကြောင့်မိမိသားသမီးဖြစ်ကြသောအပြစ်ရှိသူတို့အပေါ်၌ကရုဏာသက်၍တန်ဝေကရစေခြင်းကအလွန်ကြီးစွာသော အလိုတောင်းတခြင်းရှိတော်မူ၏ အပြစ်ရှိသောသူတို့ကလည်းမိမေတော်ဤကြီးစွာသောကရုဏာတနာခြင်းကိုတိကျသည့်အတိုင်အထူးကိုးစားခြင်းနှင့်ဆုတောင်းရ၏သူတော်သူမြတ်အားလုံးတို့သည်အပြစ်ရှိသောသူတို့ကိုကရုဏာတနာခြင်းရှိ၍တန်ဝေကရစေလိုချကုန်၏အကျဉ်သူသည်ကျေးဇူးတော်အားဖြင့်ယေရှုသခင်နှင့် တိုး၍တိုး၍တူလာ၏ထိုသူ၌ယေရှုသခင်၏စိတ်တော်အလိုဆန္ဒ ကြံရွယ်ခြင်းတို့သည်တိုး၍တိုး၍ကြီးပွားလာသည် ဖြစ်သောကြောင့်ဖျားသခင်၏ဂုဏ်တော်အနက်ကအပြစ်ရှိသော သူတို့အားတနာခြင်းဂုဏ်တော်အလွန်ထင်ရှားသည်နိတုသူတော်သူမြတ်တို့၌လည်းကရုဏာတနာခြင်းဂုဏ်ထင်ရှား၏။ဘယ်နဲ့တက်တာသည်လဲတန်ရှင်းခြင်းပါရမီအားဖြင့်ဖျားသခင်နှင့်နိကတ်သောကြောင့်သူ၌ကရုဏာတနာခြင်းသည်အထူးသဖြင့်ထင်ရှား၏။ သူငယ်မသည်တံဝေကားကိုသိနာလဲခြင်းမရှိသေးသဖြင့်ဖြောင့်မတ်သောသူတို့ကိုအပြစ်တို့မှကင်းလွတ်စေခြင်းက၎င်းအပြစ်ရှိသောသူတို့ကိုအပြစ်ဤသေးခြင်းမှထမြောက်စေခြင်းက၎င်းတံဝေက အလိုရှိသည်ကိုအတော်ဖြစ်သူသင်ပေးသည်မဟုတ် မေရောသင်ပေးတော်မူသည်ဟုထင်ရ၏ဗန္နတတတသက်ပလုံတွေ့ကြုံရသည်မြသောညာစွာသောဆင်းရဲဒုက္ခယောဂဝေဒနာဒုက္ခ နှိမ့်ဆက်ညင်းဆဲခြင်းဒုက္ခများကိုတန်ဝေက စိတ်တော်နဲ့သီးခံလေသည်ယူပါယုံသခင်မသည်ထို့ကြောင့်တမလွန်ဘဝ၌သာချမ်းသာရစေမည်ဟုဂရိထားတော်မူ၏တနေ့တနေ့ယဟန်တပါးကသင်သည်နောင်ဘဝ၌ချမ်းသာရမည်ဟု သခင်မဂရိထားပြီဖြစ်သောကြောင့်ယခုဘဝ၌ဘာမှစိုးရိမ်စရာမရှိငြိမ်သက်စွာနေနိုင်သည်ဟုဆိုလင်သူငယ်မကား ဤသို့မပြောကောင်းပါဖျာပြုရန်ရှိသောဝတ္တရားများကို ကောင်းမွန်စွာဆောင်ရွက်မှသာလင်တပြည့်တော်မှလည်းချမ်းသာရနိုင်ပါလိမ့်မည်ဟုပြန်၍လျှောက်ထားလေ၏ဆုတောင်းကြစို့ဩလုတ်သခင်မှာတန်ဝေကတန်ဝေကတန်ဝေကဟူသောစကားကိုမိန့်တော်မူသဖြင့်ယခုဘဝ၌တိုက်တွန်းသောတန်ဝေကတရားနှင့် ဖျားဤအမျက်တော်ပြင်းငိမ့်စေရန် အလွန်အရေးကြီးသည်ကို၎င်းကျေးဇူးတော်ကိုခံစားအလုံးကအကောင်းဆုံးနိလန်ဖြစ်သည်ကို၎င်းသိမြင်နားလဲစေတော်မူ၍သခင်မသားတော်ဤရှိတော်ပြည့်ဖြစ်သောဇမာရစ်တာရှေးဥစွာဟောတော်တန်ဝေကတရားကိုတရိယစေတော်မူပါ။အိုအလွန်စွမ်းဆောင်နိုင်သောဖခင်ဤမေတော်ကျွန်ုပ်တို့သည်သားတော်ယေရှုအားဖြင့်အသက်ရှင်ကြမည်အကြောင်း အပြစ်တရားကိုတခြင်းရှိုစေသောတံဝေကစိတ်ကိုကျွန်ုပ်တို့အားပေးသနာတော်မူပါအာမင်အိုလုဒ်သခင်မှာကျွန်ုပ်တို့ဖို့ငါဆုတောင်းတော်မူပါ